ဒီနေ့ညကျွန်တော်တို့စားသုံးတဲ့ခေါင်းစဉ်ကတော့လက်ခံရယူသောအင်္ဂါဖြစ်သည့်ဝိညာဉ်တဲ့ဝိညာဉ်ရဲ့အလုတ်ကိုဒီမှာပြောထားခြင်းဖြစ်တယ်ပြတနာကဘာလဲဆိုရင်ဝိညာဉ်ကမွေးလာကတဲ့ကတဲ့သေလျက်မွေးလာစာရေးတူလဲကြားနေတာပဲတဲ့နားကိုမလဲဘူးတဲ့နော်သူကိုယ်တိုင်လည်းရေးထားတယ် ကျွန်ုပ်ဒီတဲ့မူလအစ၌တည်လျက်ရှိနေကြတော်လေတဲ့တခင်ယေရှုကိုလက်ခံရရှိတော်အခါပြန်လဲထမြောက်ပြီးအသက်ရှင်တော်သူများဖြစ်လာကြောင်းကိုတမန်ကျမ်းစာကပြောဆိုထားပါတယ်တဲ့တည်လျက်ရှိနေကြသည့်ဆိုဒီမှာမိတိအတိတ်ပဲနီးတဲ့သူနားမလဲဘူးတဲ့ဘာပြောတာလဲတကယ်တမ်းကျတော့သူတဘောပေါက်သွားတယ်ကျွန်တော်တို့အားလုံးကမွေးလာကြတဲ့ကတယောက်တော်သူဆိုတဲ့ အာဒံအဖြစ်သိခြင်းထဲမှာရောက်သွားတယ်။ဒါကြောင့်အာဒံကနေမွေးလာတဲ့ကျွန်တော်တို့အားလုံးကဝိညာဉ်မှာဖန်ဆင်းရှင်ဖရားနဲ့အဆက်အတွေ့ပြက်ပြီးမွေးလာ။အဲ့ဒါသိခြင်းပဲဖြစ်ပါတယ်။ဝိညာဉ်ထဲမှာဖန်ဆင်းရှင်ဖရားနဲ့အချိတ်ဆက်မမီ။ဒါကြောင့်ကျွန်တော်တို့ဟာတဲ့သခင်ယေရှုကို ယုံကြည်လက်ခံတဲ့အခါမှာကျွန်တော်တို့ဘာရတယ်လဲလို့ပြောတဲ့အခါမှာဖခင်ရဲ့အသက်ကိုရအာမင်ဖခင်ရဲ့အသက်ကိုရယုံပဲကားပါမယ်အခုကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာအဲ့ဒီဖခင်ရဲ့အသက်ကလေဘာဖြစ်လာတယ်လဲလို့ပြောတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာ သူကလာရောက်ကင်ဝတ်တော်ဖရာကိုတော်တိုင်ဒါကြောင့်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရရှိတဲ့เนาะဒီဝိညာဉ်ကဘာရတယ်လဲဆိုတဲ့ခါကျရင်ဖရာရဲ့အသက်ကိုလက်ခံရရှိနိုင်တဲ့နေရာဖြစ်တယ်ဝိညာဉ်ရဲ့အလုံးလို့ပြောတဲ့အခါမှာပထမဦးဆုံးဖရာရဲ့အသက်ကိုလက်ခံရရှိတဲ့နေရာဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးမှဒီထဲမှာเนาะကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်လို့ဒီမှာတစ်ချက်လေးကျွန်တော်ဖတ်ချင်ပါတယ်မူလအစတွင်ကျွန်ုပ်တို့ဒီဝိညာဉ်၌သိနေခဲ့တော်လဲသခင်ယေရှုကိုကယ်တင်ရှင်အဖြစ်လက်ခံလိုက်တော်ခါသိနေတော်ဝိညာဉ်ဒီပြန်ရှင်ပြန်လဲရှင်းတဲ့နိုးထလာကြောင်းဤချမ်းပိုက်မှာတွေ့ရတယ်เนาะခုနပြောပြီးပြီကောလိုတဲနှစ် 73မှာလည်းတွေ့ရတယ်အဖက်နဲ့ပိုင်ငယ်တဲ့ငါအပိုင်ငယ်ငါမှာလည်းတွေ့ရသခင်ယေရှုကိုယုံကြည်လက်ခံတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ဝိညာဉ်ပါဖြစ်လာလဲဆိုအသက်တပံမွေးဖွားခြင်းခံရတယ်အင်္ဂလိပ်လိုက regeneration အသက်တပံပြန်လဲမွေးဖွားလာတာအဲ့ဒါပါလေလက်ခံရယူတော့အင်္ဂါဖြစ်တဲ့ဝိညာဉ် ဒါကြောင့်ကျွန်တော်တို့ရဲ့ဝိညာဉ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့ဝိညာဉ်ဟာဖန်ဆင်းရှင်ဖရာအသက်ကိုလက်ခံရယူတဲ့နေရာဖြစ်တယ်ဝိညာဉ်ထဲမှာနောက်တစ်ခုအောက်မှာပြန်ရောက်လာတဲ့အခါမှာဘာတွေ့ရလဲဆိုရင်ဖရာကထပ်ပြီးမှပေါင်းထည့်လိုက်တော့အသက်ဆိုတဲ့စကားလုံးအဲ့ဒါပဲမှလဲဝိညာဉ်ထဲမှာ ီထဲမှာတစ်ချက်လေးကျွန်တော်ဖတ်ချင်ပါတယ်ကျွန်ုပ်တို့ရဲ့တဲ့ဝိညာဉ်အထဲတို့ပေါင်းထည့်ပေးလိုက်တဲ့ဤအသက်တက်ခုနပြောတဲ့အသက်တက်ဆိုခရစ်တော်ရဲ့အသက်ဟာတဲ့ဖန်ဆင်းခြင်းအစ၌ဒီဘက်မှာတစ်ချက်နော်ဖန်ဆင်းခြင်းအစ၌ဖခင်တခင်က ကျွန်ုပ်တို့ကိုပေးထားသောအတက်ထက်များစွာပိုမိုသည်အဲ့ဒီအထက်မှာဘာတွေ့ရလဲဆိုတဲ့အခါကျတော့အခုဘုရားတကယ်ထပ်ပြီးမှပေါင်းထည့်ပေးလိုက်တဲ့ဤအတက်ကတဲ့ဖန်ဆင်းခြင်းအစ၌ဖန်ဆင်းခြင်းအစအဒံကိုဖန်ဆင်းတဲ့အခါမှာကျွန်တော်အားလုံးသိတယ် ဖျားဖန်ဆင်းတဲ့အခါမှာကောင်းအောင်ဖန်ဆင်းတယ်တန့်ရှင်းအောင်ဖန်ဆင်းတယ်စုံလင်အောင်ဖန်ဆင်းတယ်မအုံမနာမသိအဲ့ဒီလိုဖန်ဆင်းထားတာဒါပေမဲ့အာဒံရတဲ့အတက်ကဘာအတက်လဲဆိုရင်ဖန်ဆင်းခံလူရဲ့အတက်ပဲရသေးတာဘာမရသေးဘူးလဲဆိုရင်အဲ့ဒီအာဒံထဲမှာဖန်ဆင်းရှင်ရဲ့အတက်မရသေးဘူးဒါပေမဲ့အခုကျွန်တော်တို့က သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အခါမှာဘာအတက်ပါရတယ်လဲဆိုရင်ဖန်ဆင်းခံအတက်ပဲရှိရမကတော့ကျွန်တော်တို့ကဖန်ဆင်းရှင်ရဲ့အတက်ပါရအဲဒါကြောင့်မို့အခုပြောတဲ့ဥစ္စာဒုတိယတစ်ချက်ကပါလဲဆိုရင်ကျွန်တော်တို့ရဲ့ဝိညာဉ်အแทသို့တဲ့ပေါင်းထက်ပေးလိုက်တော့ဤအတက်တက်ဟာတဲ့ဖန်ဆင်းခြင်းအစ၌ဖရာသခင်ကျွန်တော်တို့ကိုပေးတော့အတက်ထက်များစွာပို့တယ်အဲ့ဒါပါလဲ ဖန်ဆင်းရှင်ရဲ့အတက်ဒါကိုအောက်မှာပြန်ဖတ်တဲ့အခါမှာเนาะတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဝိညာဉ်အထဲတို့အသက်တော်ကျွန်တော်ဒီထဲမှာเนาะ highlight လုပ်ရင်းနဲ့ပြန်ဖတ်ခြင်းပါတယ်လို့ဒီမှာပါတွေ့ရလဲဆိုထို့ကြောင့်တဲ့ကျွန်တော်တို့ရဲ့သေနေတော်ဝိညာဉ်ကို ပြန်လဲရယူ၍အသက်ရှင်စေရုံမကပဲကျွန်တော်တို့အထဲမှာအခုเนาะဖန်ဆင်းခံလူရဲ့အသက်ရှိသလိုဖန်ဆင်းရှင်ဖရာရဲ့အသက်လည်းရှိတယ် ။ဘာကြောင့်မို့လဲ။ဖယားကထပ်ပေါင်းပေးလိုက်တော့ကြောင့်။ဒါကြောင့်ကျွန်တော်တို့အထဲတို့အတ္တတော် drag အနစ်တာရကိုထပ်ပေါင်းပေးသည်။အဲ့ဒါ pension ဖယားရဲ့အတ္တကိုထပ်ပေါင်းပေးတာ။ဤထပ်ပေါင်းပေးတဲ့အတ္တတော် drag အနစ်တာရဟာခရစ်တော်ကိုယ်တော်တိုင်ဖြစ်တယ်။ဒုတိယတစ်ချက်အောင်စရာကောင်းတယ်။ပရမကုဏပြောခဲ့ပြီးပြီ။ဖယားရဲ့အတ္တကိုလက်ခံနိုင်တဲ့နေရာဟာဝိညာဉ်ဖြစ်တယ်။ ဒုတိယကအဲ့ဒီဝိညာဉ်ထဲမှာပဲဘဒုကိုပါထပ်ပေါင်းထည့်ပြီးလဲဆိုခန်ဆင်းရှင်ရဲ့အသက်နဲ့ drug တဘောတဘာဝကိုပါဖယားကထပ်ပေါင်းထည့်တာကိုတဲ့ကျွန်တော်တို့တဘောပေါက်ရင်းနဲ့ထခုံမဲ့သူတွေဖြစ်ပါလိမ့်မယ်ခုနလည်းနောက်အများကြီးပြောပြီးပြီဒီမှာအဲ့ဒီ position ဖယားရဲ့အသက်ကဘလောက်ထိလဲဆိုတဲ့အခါမှာဒီမှာလीကျွန်တော်ဖတ်မယ်နော်အနှုတ်မြူအင်အားထက်ပို၍ အင်အားရှိသည့်တစုံတရာသည့်တင်ဤဝိညာဉ်အထဲသို့ပေါင်းထည့်ခြင်းခံရတယ်ဒီထဲမှာပါတွေ့ရလဲဆိုရင်ခရစ်တော်ကိုတဲ့တင်လက်ခံရရှိသောအခါခုနပြောပြီကျွန်တော်တို့ခရစ်တော်ကိုလက်ခံတဲ့အခါမှာအနုမြူအင်အားထက်ပို၍ကျွန်တော်တို့အနုမြူဆိုတာကစာမှာပဲဖတ်ရတယ်အမေရိကန်က ဂျပန်မှာသွားပြီးမှအမှုမြူချရဲကျဲချလိုက်တဲ့အခါကျတော့ဒုတိယကမ္ဘာစစ်ကရက်သွားတာဘလောက်ထိနော်ဘလောက်ထိ powerful ဖြစ်တယ်လဲဆိုတာအမှုမြူချလိုက်တဲ့အခါကျတော့အလုံး surrender ဖြစ်သွားတယ်ဒါကြောင့်အမှုမြူတလုံးကလူတိမ်ပေါင်းများစွာတည်စေနိုင်တယ်တပိမဲ့တဲ့ခရစ်တော်ကိုသင်လက်ခံရရှိတော့ခါ အနှုတ်မြူအင်အားထက်ပို၍အင်အားရှိသည်တစုံတရာတည်းတင့်ရဲ့ဝိညာဉ်အထဲတို့ပေါင်းထည့်ခြင်းခံရတယ်။အိုးတခင်ယေရှုကိုတော်သားသမီးတို့ကိုဆက်လက်ဖွင့်ပြပေးပါကိုရဲ့ကြီးမြတ်ခြင်းကိုမြင်နိုင်ပါမည်ကြောင်းအာမင်ဒီနေ့ချစ်တော်မိသားစုဒါကြောင့်ကျွန်တော်တို့တော့ပုံမှန်သခင်ဖခင်ကိုစားသုံးတဲ့အခါကျမှသခင်ရဲ့ကြီးမြတ်ခြင်းကိုမြင်ရမှာ ဒီနေ့ကျွန်တော်တို့ရဲ့တရမပုံမှန်စားသုံးခြင်းမရှိဘူးဆိုကျွန်တော်တို့ရဲ့အသက်တာမှာပြတ်တောက်ပြတ်တောက်ဖြစ်တဲ့အခါမှာအချိတ်ဆက်မမီတဲ့အခါမှာဘာဖြစ်လဲဆိုတဲ့အခါကျတော့ဖခင်ရဲ့ကြီးမြတ်ခြင်းကကိုယ့်ရဲ့အသက်တာမှာဖခင်ကတစိမ့်စိမ့်တစိမ့်စိမ့်တရက်ပြီးတရက်ဖြည်းဖြည်းပုံမှန်နေနေနဲ့ကျွန်တော်တို့ရဲ့အသက်တာမှာဖခင်တကယ်ထည့်ပေးနေခြင်းကိုကျွန်တော်တို့ကမြင်တွေ့နိုင်မှာမဟုတ်ဒါပေမဲ့ပုံမှန်စားသုံးခြင်းအဖြစ် ဖယားတကယ်ဖွင့်ပြခြင်းအလင်းပေးခြင်းကြွေမွေးခြင်းကအနုမြူထက်တာ၍အားရှိတယ်ဆိုတာကိုမြင်တွေ့ဝမ်းမြောက်စေပါဖြစ်တယ်အာမင်ထိုခါမှာတဲ့ကျွန်တော်တို့ထခုံနေမယ်ဒီခါလေကျရင်ကျွန်တော်ထခုံတာကလေခုနရှိမှလဲစီစဉ်သွားရတော့ကျွန်တော်အားခွာရတယ်လူတော်များများထခုံတာကလေညင်ရတဲ့အရာရလို့ထခုံကြတာအမလီရွှေရတယ်ငွေရတယ်ကားရတယ် အိမ်ရတဲ့အဲ့အဲ့ဒါရလို့ကျမ်းမာတဲ့ဒါရလို့အခုံကြတာနော်ကိစ္စမရှိပါဘူးပျော်လို့ရပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေကလောကမှာကြံခဲမှာနော်ဒီနေ့ထောင်ရအရာအတွက်ကျွန်တော်တို့ကအဲ့လောက်ထိနော်မြင်ရတဲ့အရာလောက်ထိကျွန်တော်တို့တော့မတက်လန်းသေးဆိုမဟုတ်သေးဘူးလေဒီနေ့ဝိညာဉ်အရာကိုရတဲ့အခါမှာတာ၍မြင်ရတဲ့အရာထက်တာ၍ချီးမားတဲ့အရာဖြစ်တဲ့ဆိုတာ မြင်လာတဲ့အခါကျမှကျွန်တော်တို့ကထခုံပါတခင်ပြားကိုတော့ကိုချီးမွမ်းပါတယ်နောက်တစ်ခုကိုကျွန်တော်ပြောခြင်းပါကျွန်တော်တို့ရဲ့ဝိညာဉ်ရဲ့ကန္ဓာကဘာလဲလို့ပြောတဲ့အခါမှာဒီထဲမှာเนาะကျွန်တော်တစ်ချက်လေးဖတ်ခြင်းပါတယ်လို့ဒီထဲကညီလောက်ကနေစဖတ်ခြင်းပါတယ် ခရစ်တော်နဲ့အတူတဲ့ရှင်သန်နိုးထလာခဲ့ပြီးကျွန်တော်တို့ရဲ့ဝိညာဉ်ကနော်အတိတ်တပံမွေးဖွားခြင်းခံရခါအရာအလုံးပါဝင်တော့တန်ရှင်တော်ဝိညာဉ်တော်အဖြစ်ကင်းဝတ်ခံရတော့ဝိညာဉ်ဖြစ်လာတယ်ကျွန်တော်တို့ထဲမှာနော်တန်ရှင်တော်ဝိညာဉ်တော်ကင်းဝတ်တဲ့နေရာဖြစ်လာတယ်ယခုကျွန်တော်တို့၌ထိုကဲ့သို့သောဝိညာဉ်ရှိနေပြီဤအရာဒီအလုံးမဟုတ်သေးပါယခုကျွန်တော်တို့ရဲ့ဝိညာဉ်ဒီ ဖယားခင်ထံသို့ပေါင်းစည်းဆက်နွယ်သွားပြီးသဝိညာဉ်တည်းဖြစ်ရှိနေပြီဖြစ်သည်ကျွန်ုပ်တို့ဝိညာဉ်နဲ့သခင်ဖယားကိုတော်တိုင်ဖြစ်သောဝိညာဉ်တည်းသဝိညာဉ်တည်းဖြစ်အတူတကွပေါင်းစည်းနေပြီဖြစ်သည်ဤနဲ့နယ်ခြင်းကိုလူစကားဖြစ်ပေါ်ပြရန်မတတ်ဆွမ်းနိုင်ပါအခုနောက်တစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ကဖယားသခင်နဲ့တပေါင်းတစည်းဖြစ်သွားတော့ကြောင့်ဖယားနေထိုင်ရာနေရာဖြစ်တယ် ရားနေထိုင်ဖို့နေရာဖြစ်တယ်။တခြားဘုကျွန်တော်ရဲ့အသက်တာမှာမိကုန်ထပ်မေးထားတယ်ဒီထဲမှာပါပြောလေ။ဝိညာဉ်ရဲ့အကျံစီနဲ့လှုပ်ဆောင်ချက်တီမိတိအရာဖြစ်ပါတယ်လေတဲ့။ကျွန်တော်တို့မေးထားတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဝိညာဉ်ခုနပြောပြီးဖျားရဲ့အသက်ကိုလက်ခံရရှိတဲ့နေရာနောက်တစ်ခုဖျားရဲ့အသက်ကိုထပ်ပေါင်းပြီးမှရရှိနေတဲ့ဖျားရဲ့ drug ဘောတဘာဝတွေခံစားရတဲ့နေရာအခုဖျားတခင်ကိန်းဝတ်တဲ့နေရာပေါင်းစည်းမှာဖျားတခင်ကိန်းဝတ်တဲ့နေရာဒါကြောင့် ဖယားရခင်ကိုကျွန်တော်တို့ရဲ့ဝိညာဉ်ကဖယားရခင်ကိုဆက်တွဲရမ်းတဲ့ကိုရောကိုလက်ခံရမ်းတဲ့ဖယားကိုဝတ်ပြုကိုးကွယ်ရမ်းတဲ့တုံမတစ်ပါးဖျားဖြစ်တဲ့ပုဂ္ဂိုလ်တော်နဲ့အတူမိတ္တဟာယဖွဲ့ဖို့အတွက်ဖြစ်ပါတယ်အာမင်ကျွန်တော်မိသားစုဒီနေ့ဝိညာဉ်ရဲ့လောက်ရက်เนาะကျွန်တော်တို့အခန်းကဏ္ဍကိုကျွန်တော်ကြည်နေတာဖြစ်ပါ ရောက်တီဝိညာဉ်ထဲကနေကျွန်တော်တို့တခင်ဖျားကိုမှုလျောခြင်းမရှိဘူးဝိညာဉ်ထဲကနေတခင်ဖျားကိုစုပ်ယူစားသုံးခြင်းမရှိဘူးဝိညာဉ်ထဲကနေဖျားကိုကျွန်တော်တို့ရဲ့အတ္တအထက်မှာနေရာပေးခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့အတ္တထဲမှာအစင်မပြေဘူးနော်ချီတော်မီတာစုလောကအရာနဲ့ပဲနှစ်ပါးသွားရင်တရက်ကြိုင် ကျွန်တော်တို့တခင်ရဲ့ရှေ့မောက်မှာရောက်တဲ့အခါမှာကျွန်တော်တို့ဝိညာဉ်ထဲမှာဘလောက်ဖျားဖြစ်ပြီးတယ်လဲဖြစ်ပြီးတဲ့လောက်ပဲကျွန်တော်တို့ ထောင်ရကာလမှာစံစားရမှာဖြစ်ပါ အာမင်နောက်တစ်ခုကိုကျွန်တော်ဆက်ပြီးမှပြောခြင်းနဲ့เนาะဒီနေ့အာမင်ဒိတ်စာစာလို့ကောင်းပါနောက်တစ်ခုကဝိညာဉ်ဟာတဲ့ဒီထဲမှာပါပြောလဲဆိုရင်ခရစ်တော်ကိုလက်ခံရယူဖို့မရှိမဖြစ်လိုအပ်ပါတယ် receiver ဝိညာဉ်က receiver လက်ခံရယူတဲ့နေကျွန်တော်တို့ ဖုန်းစကားပြောဖို့ရန်အတွက်ဖုန်းမှာ sim ကထည့်ရပါဖုန်းမှာ sim ကထည့်ပြီးမှစကားပြောတဲ့အခါကျမှပဲအဆင်ပြေတာဒါကြောင့်မို့ကျွန်တော်တို့ဘယ်နေရာမှာပဲရောက်ရောက်ကျွန်တော်တို့မလုပ်ရလဲဆို sim ကကိုဝယ်ပြီးမှထည့်တဲ့အခါကျမှအဲ့ဒီနိုင်ငံမှာပေးတဲ့ service ကိုကျွန်တော်တို့ရတာဖြစ်တယ်အခုကမိပညာတိုးတက်လာတဲ့အခါမှာကျွန်တော်တို့ရှိတဲ့ sim card အဖြစ်ကဘာနဲ့အဝမ်းဆက်သွယ်လို့ရလား အတိတ်ပဲပါလေဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထည်ထဲမှာလည်းပဲမြင်ရတဲ့အရာကမမြင်ရတဲ့အရာကိုဘုရားခင်စကားပြောဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကဖျားကိုလက်ခံရယူဖို့နေရာဖြစ်ပါလေအာမင်နောက်ဆုံးဒါလေးနဲ့ကျွန်တော်ဤကုံချုပ်ချင်ပါတယ်ဒီထဲလဲမှာเนาะခုနက ကျွန်တို့ရဲ့ဝိညာဉ်ဒီရှင်သန်နိုးကြလာခဲ့၍ခရစ်တော်ကိုအသက်ဖြစ်လက်ခံရရှိပြီခုနပြောပြီးပြီဝိညာဉ်ထဲမှာနော်ခရစ်တော်ကိုအသက်ဖြစ်လက်ခံရရှိတာတချိန်တော့အသက်ကသေရင်နဲ့မွေးလာပြီမဲ့ယေရှုခရစ်တော်အဖြစ်ကျွန်တော်အသက်ရပြည့်တန်ရှင်သောဝိညာဉ်တော်အဖြစ်ကိဝတ်ခြင်းခံရတယ်ဝိညာဉ်ထဲမှာဖျားကိဝတ်တယ်ဖျားတူနေတယ်သခင်ဖျားနဲ့တဝိညာဉ်တည်းဖြစ်ပေါင်းစည်းသွားတယ်ပေါင်းစည်းတဲ့ဖျားရဲ့အသက် dread the border ဘာဝါ ခံစားရတယ်၎င်းဒီသခင်ဖျားကိုလက်ခံရနဲ့တဲ့ဆက်တွေ့ရအဲ့ဒီထဲမှာပြောတယ်လက်ခံရနဲ့ဆက်တွေ့ဒီတော့ဘုရင်ထဲကနေကျွန်တော်တို့ဘာလို့ဖို့အတွက်လဲဖျားရဲ့အသက်ဖျားရဲ့ track တဘောတဘာကသူ့ရဲ့အသက်ကိုကျွန်တော်တို့လက်ခံဖို့နဲ့ကိုရောကိုဆက်တွေ့ဖို့အတွက်တဲ့အလုံးပင်ထက်မြက်တန်ဆွမ်းလာမည်ဖြစ်သည်ဒီနေ့ဝိညာဉ်ထဲမှာ ကျွန်တော်တခင်ဖျားကိုစုပ်ယူစားတုံးမိမွေလျော်ဝမ်းမြောက်လီကျွန်တော်တို့ရဲ့ဝိညာဉ်ကလည်းပဲအလွန်ပင်ထမြက်၍တန်ဆွမ်းလာဖို့ရှိပါတယ်အာမင်ဒီနေ့ဝိညာဉ်ထဲမှာတခင်ဖျားကတန်ဆွမ်းဖို့ဖျားလို့ရှိပါဝိညာဉ်ထဲမှာကျွန်တော်တို့တန်ဆွမ်းခြင်းမရှိဘူးဆိုရင်သိချတယ်ဘယ်ထဲမှာတန်ဆွမ်းနေတော့သူလဲဆိုရင်စိတ်မှာတန်ဆွမ်းနေတော့သူစိတ်ဟာအတ္တစိတ်ဟာနော် ကျွန်တော်တို့ရဲ့လူဟောင်းဖြစ်ပါဒါဆိုရင်ကျွန်တော်တို့ရဲ့အတ္တထဲမှာဝိညာဉ်ဘက်ကိုပြန်လဲလာဖို့အတွက်ပဲဝိညာဉ်ဘက်ကိုလဲလာတဲ့အခါကျမှပဲတရက်ပြီးတရက်ဖခင်ရဲ့အတ္တကိုကျွန်တော်တို့လက်ခံရယူရမကဘူးဖခင်နဲ့မွေ့လျော်ဝမ်းမြောက်ခြင်းထဲမှာတရက်ပြီးတရက်ကျွန်တော်တို့ရဲ့အတ္တထဲမှာထမြက်တန်ဆွမ်းလာတဲ့အင်္ဂါ ဖြစ်လာမယ်ဆိုတဲ့ဒီနေ့စားသုံးရတဲ့နှုတ်ကပတ်တော်ကိုစီစဉ်ပါတယ်ခင်ဗျာကိုရော့ကိုချီးမွမ်းပါ၏အာမင်